မင်္ဂလာပါ။အော်ဒီယိုပိုင်းစောင်းနိုင်မှ ကြိုးဆိုပါတယ်။ယခုတစ်ခါမှတော့ရန်ကုန်ကနေမန်လေးကိုကိုကြီးကယ်ဆယ်ရေးလာလို့တဲ့ညီလေးတွေကရဝိတ်ဖေးမှာမနက်စာဝင်စားတာနေရာနဲ့ဆက်ဆံရေးအစီအမပြေတဲ့အကြောင်းရေးတင်ထားတာကိုဖတ်ပြပေးမှဖြစ်ပါတယ်။ချစ်ရတော်မန်လေးရေမနက်ကမနက်စာကောင်းကောင်းစားမှတနေ့ကောင်းကောင်းရန်နိုင်မှာဆိုပြီးပူပေါင်းအဖွဲ့တွေနဲ့ ကိုလူတွေကို အစားကောင်းကောင်းတနက်တော့ကျွေးမှရမှာလေနေတိုင်းကြက်ဥကျော်ငချောက်တရချင်တုပ်ရေဘဲကျော်နဲ့ပဲလားလူသမျှတနေ့နှစ်နှစ်စားပြီးလက်ပတ်ပေးနေကြတာပါကျွန်တော်တို့ဖွဲ့နေ့လယ်စာညနေစာထမင်းဝယ်စားတယ်ဆိုတာရောက်တဲ့ကဒီနေ့ထိမရှိခဲ့ဘူးပါဘူးလားလူတွေပဲနှမျောလို့မစားရင်အလဟသဖြစ်မှာဆိုလို့ဆိုပြီးကြိုက်ကြိုက်မကြိုက်ကြိုက်ကောင်းအောင်စားကြတာပါပဲအစားတော့ကိစ္စကို ဲ့လောက်ခေါင်းနဲ့မရှိပါဘူးနော်ဒီလိုနဲ့ကျွန်တော်တို့ဆိုင်တစ်ဆိုင်နဲ့ဝင်တော့ဝေတာဘာမှရှိတော့ဘူးမှန်ပါတယ်အောက်မှာလူပြည့်ပါဖွယ်ရရညီလေးတယောက်ကဘာမှရှိရင်ကျွန်တော်တို့ကမစားရတော့ဘူးလားဗျာရှိမှမရှိတော့တာဘာလို့ပြေးလို့ရမှာလဲဆက်ဆက်ဆုဆုဆိုင်နဲ့ဝင်လာတဲ့ထဲကအဖွဲသားတွေအပေါ်ဒတ်တက်သွားတော့လွတ်နေတဲ့ဝိုင်းတွေအများကြီးပဲပိတ်ထားတာမဟုတ်ဘူးနော် ထိုင်စားနေကြတဲ့တခြားဝိုင်း၄၅ဝိုင်းလည်းရှိနေသေးတယ်။အပေါ်တက်လာတဲ့သူတွေကအောက်မှာဆိုင်ကလက်မခံချင်တာကိုမသိလို့ခုံမှာအသေးသေးဝင်ထိုင်ကြတာပေါ့ဗျာ။အဲ့ထဲမှာကျွန်တော်လည်းပါတယ်။အဖွဲလေးကညီတယောက်ကအပေါ်ထဲမှာဝိုင်းလို့တွေဒါတွေကဘာလဲဗျ။ဝိတ္တဘောကင်တင်ထားတာတွေမလို့မရဘူး။တကယ်သိချင်လို့မေးတာပါခင်ဗျာ။မန္တလေးမြို့မှာ တဖက်ကြီးဆိုင်ကိုဘုကင်တင်ပြီးထိုင်လို့ရတဲ့ဆိုင်တွေရှိရလားဗျမန္တလေးရလူတွေရောတဖက်ကြီးဆိုင်မထိုင်ခင်ဘုကင်တင်ရလားဗျမန္တလေးရနေကန်ကြီးလေးမထိုင်မဲအပြင်ထွက်သွားတယ်ဘာလို့လဲမေးတော့ဘာလို့အပေါ်တင်လိုက်တာလဲဆိုပြီးဝိတာကောင်တကောင်ကသူ့ကြောင်းအောင်ပြောပြီးအောက်ထပ်ဆင်းသွားလို့ကိုပိုက်ဆံကိုပေးစားအတောင်ဒီလိုအပြောခံရတာရှက်လို့တဲ့ကျွန်တော်ကအဲ့ဒီကိစ္စကိုသိတော့ဒေါသရမ်းထွက်မိတယ် အပေါ်ဝိုင်းကအကုန်လုံးနဲ့ကြားရင်ကြားမှာပါစိတ်မထိန်နိုင်လို့တခေါမဲဆဲခဲ့တယ်ငါတို့လာတောင်းစားတာမဟုတ်ဘူးတန်ရာတန်ကျေးပေးပြီးတနက်ကောင်းကောင်းလာစားတာပေတိပေစုတ်အဝတ်စားရုံနဲ့ဖြစ်နေရလဲရန်ကုန်ကနေဒီနေ့ထိအဝတ်တထက်ကိုတခုနဲ့နားလုံနေကြတာစေရနာနဲ့မတန်ဘူးဘယ်ဆိုင်လဲဆိုတာစီဝါရီထိခိုက်မှာဆိုလို့နာမည်မတက်တော့ပါဘူးခမည်းတော်လည်းဆိုင်ကြီးတစ်ဆိုင်ဆုံးရှုံးထားတာဆိုတော့ ဆိုင်ရှင်တွေအပူဖြစ်နေမယ်လို့တွေးမိလို့ပါ မန်နေဂျာဆိုသူကတက်လာပြီးဘာဖြစ်လို့လဲဘာပြဿနာရှိလဲဘာညာနဲ့လာရှင်းပေးတယ်အခြေအနေတွေကပိုဆိုးမလို့ဖြစ်လာတယ်ဘိုင်းတဝိုင်းကကောင်လေးတယောက်ထလာပြီးဝင်ရှင်းပေးတယ်ကောင်လေးကတော့ဆိုင်ရှင်လို့ထင်တာပဲဆိုင်ကဝန်ထမ်းတွေကမနက်ကနေညနေထိကျုံပေးရကက်စတမာလားထိုင်တာနဲ့ဆက်ဆံနေရလို့ပြန်ပန်းနေလို့နေမှာပါတဲ့ဘို့ကျွန်တော်တို့က မနက်6:00ဆိုတာနဲ့ထခွန်ငွဲ7:00နာရီလောက်ကနေည7:00ဇနစ်ထိတခါတလေမနက်3:00နာရီထိနေ့စဉ်ရက်ဆက်လှုပ်ပေးနေတဲ့လူတွေပါဗျတခါတလေမနက်စာတနက်တော့ကောင်းကောင်းစားခြင်းလို့အစာရှိမှကျန်တာဆက်လုံးနိုင်မှာမလို့လာစားတာပါမင်းတို့စီကတောက်မစားဘူးတန်ရာတန်ကြီးပေးစားတာပဲလို့အဖွဲတွေကလူကရှင်းပြခဲ့လိုက်တယ်တကယ်ဝမ်းနဲ့မိပါတယ်ဗျာကျွန်တော်တို့ဘာတွေနဲ့ကြုံနေရလဲ သုံးဘွဲ့ရှိရာနှစ်ဖွဲ့တော့ဇန်ကုန်ပြန်ဖို့ပြင်းနေကြပါပြီဒီပုံစံတွေဆက်ကြုံနေရင်ကျွန်တော်တို့ဖွဲ့လည်းမကြပါဘူးထက်ခွဲချတာမဟုတ်ပေမဲ့အပေါ်ထဲမှာနိုင်ငံခြားလို့ယူဆရတဲ့ကက်ဆက်ရေးရလူတွေကြတော့ထိုင်လို့ရပါတဲ့ဗျာစာရှင်ကြီးလေးလို့ခမန်းမီရက်သူ စကားပြောတာဆိုရှယ်ကြပါတယ်ညီလေးရေအခုပြောချင်တာငါတို့မမားခဲ့ဘူးနော်ကက်စတမာစားပင်ညံ့နဲ့ညီလေးတို့ဆိုင်ကဝန်ထမ်းတွေနဲ့ မတူသလိုမတန်သလိုဆက်ဆံခြင်းနဲ့ဂျာကြီးကိုတော့ထိမ့်ပါကွာမလုပ်ပါနဲ့ငါတို့လဲလူအင်အားရောက်လို့ပါဆိုင်နံပါတ်မထဲပါဘူးနော်ဝေတာစားဝယ်မကောင်းတာနဲ့ဆိုင်ရဲ့အင်မေ့မထိခိုက်စေချင်တာရဲ့မင်းတို့လဲဒီဇိုင်းဆုံးရှုံးထားရဲဆိုတာကိုသိလို့ကိုချင်းစာလာရဲ့ကြောင့်မှာထုံးမုံတွေကိုချစ်လို့ရန်ကုန်ကနေလာတာပါနော်ဆိုင်ကိုတော့နောက်ထပ်မလာတော့ပါဘူးနော် ဒီလိုလေးရေးပြီးတော့ပုံလေးတစ်ပုံနဲ့တွဲတင်ထားတာဖြစ်ပါတယ်။ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့ဆိုင်ရှင်လို့ယူဆရတဲ့ Facebook တစ်ခုကဒီလိုပြန်လည်ဖြည့်ရှင်းထားတာတွေ့ရပါတယ်။လူမှုရေးလောက်တာလားပြဿနာလားရှာရလားဒါလားပရဟိတကျွန်တော်ဆိုင်29ရက်နေရစပြီး အပေါ်ရမ်းမှာအခြေအနေရဧည့်သည်များကို စားဖက်မပေးနိုင်လို့ဈေးမရောက်မှာအောက်ထပ်မှာအပေါ်ရမ်းပြည့်ပြီဆိုပြီးဆိုင်းဘုတ်ထောင်ထားပါတယ်။ အောက်ထပ်ပြေးလို့အပေါ်ရက်ကိုလည်းမတင်ပါဆာမဖတ်ဖဲအပေါ်ရက်တက်တာဘသူမှလည်းရန်ကုန်ကမကားလို့ဘယ်ရလာလာ မန္တလေးသားဘယ်တော့မှမရိုင်းဘူးနော်ဒီလိုမျိုးတုံ့ပြန်ပြီးတော့ပို့တင်ထားတာတွေ့ရပါတယ်အစိုးရ post အောက်မှာပဲဝေယံထက်ဆိုင်ဆိုတဲ့လူငယ်လေးက reply ပြန်ထားတာတွေ့ရပါတယ်စာရှင်ကပါထဖျဲနေလို့တခါလဲပြောပြစေစာရန်ကအဲ့တော့ကဘေးကတ်ထားတာပါ လေကားပေါ်မှာရှိပေမဲ့ဘေးကပ်ထားတာပါနော်အပေါ်ထဲမှာခြောက်ဝိုင်းလောက်ထိုင်နေကြသလိုအဖွဲလိုက်ထိုင်လို့ရတဲ့ခုံရှည်ကြီးတွေနှစ်ဝိုင်းလွတ်နေလို့တတ်ထိုင်ကြတာပါအပေါ်ထဲရှိရာတောင်မသိပါဘူးဆက်လို့ဘာမှဝယ်မစားတော့ပဲအပြန်ထွက်ထိုင်နေတယ်ဆိုတော့မန္တလေးသားနေကန်ကအပေါ်သွားမယ်ဆိုပြီးဥဆောင်ခေါ်သွားလို့တတ်သွားတာပါသူကလည်းဆိုင်းပုတ်ကတားရင်ဒီလူအယောက်20လောက်ကိုခေါ်ပြီးတတ်သွားပါမလားဗျာ ူတို့မန္တလေးရဆိုင်တွေအကြောင်းသူသိတာပဲတော်ပါပြီဗျာတကယ်ပါဂရုစားကြပါမန္တလေးရေအချောင်းနဲ့ချောင်းစားလို့ပြောခံရတာတွေ VIP ထင်းနေလားဆိုပြီးဆွဆွဲတာတွေမမေ့ဘူးနော်ကလဝိတ်ကဖေးနဲ့အပေါင်းပါတွေရေးလို့တုံ့ပြန်ပြီးတော့ရေးထားတာတွေ့ရပါတယ်ညီလေးရေဂျန်ကုံကနေကိုကြီးကယ်ဆယ်ရေးလာလုပ်ပေးတဲ့ညီလေးရေမန္တလေးမှာဒီလိုဆိုင်ကရှိရောရှိရရှားပါလေကွာ లై မော့မှာလည်း ညီလေးတို့လိုကယ်ဆယ်ရေးသူရဲကောင်းတွေကို အလကားဖရီးကျွေးနေတဲ့ဆိုင်တွေမန္တလေးမှာအများကြီးရှိပါတယ်။အခုလို အစင်မပြေတဲ့ဆိုင်မျိုးနဲ့ညီလေးတို့တွေ့သွားတာဝမ်းနည်းပါတယ်။ညီလေးတို့စိတ်ရင်းတန်းတန်းနဲ့လာကူညီတာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အခုလိုအစင်မပြေဖြစ်ပြီးပြန်သွားရတယ်ဆိုတာကိုသိရတော့လွန်စွာမှစိတ်မကောင်းဖြစ်ရပါတယ်။အခုချိန်ဟာလူတိုင်းဒုက္ခကိုစီနေမှုတခုခုအခက်အခဲဖြစ်ခဲ့ရင် ဒေါသရင်ထွက်ပြီးဖြည့်ရှင်းတတ်ကြတာမို့အမားရင်ဖြစ်ခဲ့ရင်မန္တလေးကိုသာကိုကပဲတောင်းပန်ပါလေညီလေး sorry ပါနော်